သိမ်းမောင်းထောင်ကြီးကုတ်ကြခတ်ထားပေမယ့်ကြီးရှုသူခုနှစ်ယောက်မပြေခဲ့တဲ့ပြောတဲ့ရုပ်ရှင်ဆက်ကအလုံးမင်းမင်္ဂလာပါဆယ်ရီတိုင်းညူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီလက်ရှိနမဲကြီးတွေရဲ့ရုပ်ရှင်ဆက်ကကတော့ပြောတဲ့ဖြစ်ပြီးအိမ်တော်ကြီးဖောက်ပြန်တဲ့ဇက်အိမ်တွေထဲကနေခွဲထက်ပြီးတော့ထူးခြားခြားရိုက်ကူးထားတဲ့ဇက်ကဖြစ်ပါရီမြမလူမျိုးဗုဒ္ဓဘာသာဝင်တို့ကတားရှင်ပြဖို့အတွက်ရီမဲထားတဲ့စာပြီးတော့တန်မိုးရှိတဲ့ဒလေးတစ်ခုကိုရိုက်ပြထားတဲ့ဇက်ကပါဆိုရှယ်မီဒီယာတခွေမှာတော့ပြောတဲ့ဇက်ကရဲ့အညွှန်းတွေလည်းထွက်ရှိနေပြီးတယောက်ဆောင်ကောင်းတဲ့အကြောင်းတွေကိုချီးကျူးနေ နေကြပါရီမြန်မာမွန်လူပညာကောပါထည့်သွင်းပြီးရရှိကူထားတဲ့ရုပ်ရှင်ကားဆိုပြီးတော့ညှို့နေတာကြောင့်လက်ရှိရုပ်တည်ပြသနေတဲ့ဇာတ်ကားတွေထက်တောင်မှနမည်ပေါ်ရပါသေးတယ်။ဒါပေမဲ့လက်တွေ့မှာတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုလာကြည့်ရတဲ့တွေကခုနှစ်ယောက်မပြည့်တာကြောင့်လာကြည့်သူတွေကပြန်သွားခဲ့ရပါရီပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုမေလာနေရနေကရုပ်တည်ပြသခဲ့တာဖြစ်ပြီးရုပ်တည်နဲ့ပထမရက်မှာတော့လာကြည့်သူတွေများခဲ့ပါရီဒါပေမဲ့နောက်ရက်တွေမှာတော့လူနေသွားပြီးကြည့်ရှုသူကခုနှစ်ယောက်တောင်မှမပြည့်တော့ပါဘူး။ရုပ်ရှင်တွေကကြည့်ရှုသူခုနှစ်ယောက်ရှိမှပြသတာဖြစ် ြီးတော့အခုတော့ကြီးစုသူက9ယောက်တောင်မရှိလို့မပြသတော့တယ်လို့ဒုတိယတပတ်အထိတောင်မှပြောက်ခွင့်မရလိုက်ပါဘူး။အခုနောက်ပိုင်းမှာတော့ရုပ်ရှင်ရုံတွေမှာဝင်ငွေကောင်းတဲ့ဇာတ်ကားတွေပဲဒုတိယတပတ်အထိပြသခွင့်ရှာတာဖြစ်ပါပြီ။ပြောတဲ့ရုပ်ရှင်ဇာတ်ကားကအညွန်လေးကောင်းတယ်လို့ပြောသချင်းတွေကလည်းကောင်းဝင်ပြီကြီးတဲ့သူမရှိတာကတော့ထူးဆန်းနေပါပြီ။ဇာတ်ကားထဲမှာတရုပ်ဆောင်ထားကြတယ်ဇက်ဖို့တရုပ်ဆောင်တွေကတော့တရုပ်ဆောင်ကောင်းလို့အကယ်ဒမီရနိုင်နေဆိုပြီးနာမည်ကြီးနေတာပါ။ ဥစင်မနဲ့ဥဆော်ဝင်းနိုင်ကတော့သူတို့ရဲ့တဘာတွေကိုအပြည့်အဝပြသထားတဲ့ပြင်ဝိုင်းရင်မင်းသမီးကြီးမြို့တနာထွန်းကလည်းမျက်နှာမူယာတွေနဲ့ပဲတဆင်ချစ်တယောက်ဆောင်သွားခဲ့ပါရီဒီဇက်ကားထဲမှာတော့အခြားသောဇက်ပုတ်တွေတယောက်ဆောင်ကားပေမဲ့ နေဝင်းနဲ့ခင်ဝင်းဝါကိုတော့အားမရကြပါဘူး။နေဝင်းကသူတယောက်ဆောင်တဲ့စကားရင်းမှာသမင်းရှိဖြစ်နေပြီးဥကျော်ဟင်းရဲ့အိုက်တင်နဲ့လေတန်းကိုလည်းတိုက်ရိုက်ကူးချတယ်လို့ပရိသတ်တရားခန်းစားနေရပါပြီ။ပြောတဲ့ကနေဝင်းရဲ့စတုထားမြရုပ်ရှင်စကားဖြစ်ပြီးဒီစကားရင်းမှာလည်းသမင်းရှိရပါဝင်နေပါသေးတယ်။ဥကျော်ဟင်းကိုမမီတဲ့အကြောင်းနဲ့ဥကျော်ဟင်းကိုလိုက်တူးလို့မရနိုင်ကြဝေဖန်တဲ့စကားတန်နေလဲထွက်လာသလိုနေဝင်းကတယောက်ဆောင်စစ်စစ်မဟုတ်သေးဘူးလို့မြို့တနာထွန်းကတောင်မှမှတ်ချက်ပေးထားပါပြီ။ကျော်ဟင်းကကွန်တော်သွားပြီဖြစ်ပေမယ့်သူ့ကိုတော့စားထုတ်လို့မရသေးဘဲဥကျော်ဟင်းကလုံးတွေကိုလည်းပရိ ိသက်တရားမလိုချင်ကြပါဘူး။ မင်းသားတယောက်ဆောင်နာကောမကြိုက်တာကြောင့်လည်းပါဝင်တယ်လို့ခိကလာရပရိသတ်တွေစီဝါရေးခြင်းတွေကြောင့်လည်းပါဝင်ပါတယ်။အခုကာလမှာတော့အကုန်စိမ်းနှုန်းတွေကလည်းကြီးမြင့်နေတယ်လို့ပရိသတ်တွေကလည်းရုန်းကန်လှုပ်ရှားနေရတယ်လို့ဖြောပြေးရေးဖြစ်တဲ့ရုပ်ရှင်ဘက်ကိုလှည့်နိုင်တဲ့သူဟာလူနည်းစုသားဖြစ်နေပါတယ်။ဒီစကားကိုဆိုရှယ်မီဒီယာမှာပိုင်းတူလေးဖြစ်ကုတင်နေကြသူတွေလည်းရှိကြပြီးတော့ဒီလောက်ကြည့်ရရင်တော်ပြီဆိုပြီးရုပ်ရှင်ုပ်ကိုသွားမကြည့်ကြတော့တယ်လို့အပိုင်းတူကိုကြည့်ပြီးတယောက်ဆောင်ဝင်တွေကိုမကြိုက်တာကြောင့်လူဝင်နေတဲ့ရုပ်ရှင်စကားဖြစ်သွားခဲ့ပါတယ်။ပြောတဲ့ရုပ်ရှင်စကားကကျညာအားလေကောင်းရုံမကား ခင်းဝါတင်းဆောင်ထားလို့လာကြည့်မဲ့သူတွေများမယ်လို့ထင်တာကြတာပါဒီရုပ်ရှင်ဇာတ်ကားကမြန်မာမှာရှားပါးတွေဇာတ်ကားပုံစံဖြစ်နေလို့ငွေကြေးရမအောင်မြင်နိုင်ရင်တောင်အမှုပညာရအောင်မြင်မဲ့ဇာတ်ကားဖြစ်အမှန်စာနေကြပါရင်ရောတဲ့ရုပ်ရှင်ဇာတ်ကားမှာကယ်ဒမီတွေရမယ်လို့ထင်နေကြပေမဲ့လူဝင်နေရတဲ့အကြောင်းရင်းကဘာကြောင့်များဖြစ်မလဲရှင်ကွန်မန့်လေးထဲမှာအမြင်လေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်